မတန်ဆန်ဖိုင်ယာတွေအတွက်ထပ်မံပေါ်ထွက်လာခဲ့တဲ့ဘေးတက်ကလထိုင်းလက်ဝိတ်ရိတ်တမားတော်ဝဲမိလာများမန်ချက်တာဖော်စင်ကနေပြလိုက်ကြိုလိုက်ပါရင်အချို့တွေကဘွားကိုပြပြဆုံဆုံနဲ့မွေးဖွားဖြစ်တန်းလာခဲ့ကြပါပဲအချို့တွေကတော့မွေးကလေးကခြေလက်အင်္ကာတွေဆုံဆုံလင်းလင်းပပလာကြပါဘူးဒါပေမဲ့မတန်ဆန်တော်တော်များများကတော့ဘွားကိုလက်မြောက်အရှုံးပေးတာမျိုးတွေမလုပ်ကြပါဘူးဘွားကိုဒေါင်းလျက်ကြကြပြားလျက်ကြကြဖြတ်တန်းနိုင်ဖို့ကြိုးစားကြပါရင်ဒါကြောင့်လေလူချင်းတူပေမဲ့အသက်ရှူပုံချင်းကွာခြားနေဆိုတဲ့စကားပေါ်လာခဲ့တယ်နဲ့ဒူပါရင်မတန်ဆွဲနေတဲ့မှာတော့တိုက်ခိုက်ရင်အားကစားကိုဝါသနာထုံသူတွေကလည်းအများကြီးရှိကြပါရင် တချို့ဆိုရင်လက်ဝဲကစားသမားပွားရင်အသက်ရှင်ရက်တည်နိုင်ဖို့အတွက်ကြိုးစားထက်ကြပါရင်အခုဝမ်ချန်ပီယံရှစ်မှာပါဝင်ရှင်ပြိုင်နေတဲ့ JP Corp ကိုကြည့်မယ်ဆိုရင်ဒီအချမ်းနဲ့ပတ်သက်ပြီးသိနိုင်ပါလိမ့်မယ်။ဘလန်ဆောင်းဖိုင်တာတွေအတွက်အထူးကျင်းပါတဲ့ပြိုင်ပွဲတစ်ရက်ရှိပါတယ်။အဲ့ဒါကတော့ Bain Tech Clatine လက်ဝဲပြိုင်ပွဲပဲဖြစ်ပါတယ်။လက်ရှိမှာတော့ Bain Tech Clatine လက်ဝဲကိုမတန်ဆွမ်းအမစားဖွဲ့ချုပ်ကအတိမတ်တော့မပြုသေးပါဘူး။အတိမတ်ပြုနိုင်ဖို့အတွက်လည်းစီစဉ်သူတွေကအားတက်တယ်ရောင်ရွက်နေကြပါရင်ဘိန်းတက်ကလထိုင်လက်ဝဲဟာဒီနေ့မှာတော့မတန်ဆွမ်းအားကစားနေတဲ့ခုဖြစ်လာနိုင်ပေမယ့်စနေနေ့ကျရှိနိုင်ဖို့အတွက်ရှေ့ဆက်လှုပ်ဆောင်စရာတွေအများကြီးရှိနေပါသေးတယ်။ ဘိန်းတက်ကလတိုင်းပေါ်မှာထိုင်ပြီးလက်ဝေးထွေးရမယ်ဆိုတာကြီးကအစင်ရောပြေပါမလားဆိုပြီးမေကွန်းထုတ်စရာတွေလည်းအများကြီးရှိနေပါတယ်လူတွေကတော့ဘိန်းတက်ကလတိုင်းလက်ဝေးကစားနည်းဟာမတန်ဆွမ်းသူတယောက်အတွက်လက်ရောညီထွေဖြစ်အောင်ကစားဖို့မလွယ်ကူတဲ့ကစားနည်းလိုပဲသတ်မှတ်ထားတာကြောင့်မတန်ဆွမ်းအားကစားသမားတွေအများကြီးဒီကစားနည်းမှာလာရောက်ပူးပေါင်းတာမျိုးတော့မရှိသေးပါဘူးလက်ရှိမှာတော့ The Adapted Boxing Organization ABO လို့အမည်ရတဲ့အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီးဒီအားကစားနည်းကိုတွင်ကျယ်လာအောင်ကြိုးစားနေကြပါတယ်သူတို့ရဲ့အဓိကအရေးမှန်းချက်ကတော့ဒီခုလေးပါမတန်ဆွမ်းအားကစားပြိုင်ပွဲမှာဒီကစားနည်းကိုထည့်သွင်းကျင်းပနိုင်ရင်ပဲဖြစ်ပါတယ် ABO တီထောင်သူ Calling Group ကကျွန်တော်တို့ဟာမတန်ဆွမ်းတွေကိုအစင်းမြင့်ဆုံးအားကစားပြေပွဲတည်ရတဲ့မိတ်ဆက်ပေးတာပါဒါကိုကဘာနဲ့ချီပြီးတွင်ကျဲနိုင်စေမယ့်အခြေအနေမျိုးအထိကျွန်တော်တို့ဆက်လက်စ조사နေပါတယ်လို့ထုတ်ပြောထားပါတယ်ဘိန်းတက်ကလထိုင်းလက်ဝေပွဲအတွက်အခုလိုစည်းကမ်းချက်တွေကိုချမှတ်ထားပါတယ်ပါဝင်ရှင်မြိုင်နဲ့အစားသမားများကိုမတန်ဆွမ်းအခြေအနေအလိုက်ဝေတန်းခွဲခြားထားပါတယ်စုစုပေါင်းတန်းခွဲခြားခုရှိပြီးဖိုက်တာတွေအနေနဲ့မိမိကြိုက်နေတဲ့ဝေတန်းကိုရွေးချယ်ရှင်မြိုင်နိုင်ပါတယ် စီကံချက်တော်များကတော့အိုလံပစ်အပြောင်းအလဲလက်ဝဲပွဲကစီးမြင်နေတဲ့အတော်လေးစင်နေပါရင်အဲ့လိုမျိုးဝေတန်းရွေးချယ်ပြီးရင်တော့ပွဲစီစဉ်သူတွေကလက်ဝဲသမားများရဲ့ကိုခန္ဓာကန့်သန့်ချက်များနဲ့သူတို့ရဲ့ကိုလိုခန္ဓာကိုယ်အပိုင်းတိုင်းကိုရေလျားနိုင်မှုပေါ့ခြေခံပြီးတော့အကဲဖြတ်ကအမျိုးအစားခွဲခြားပေးပါရင်ပွဲစဉ်တိုင်းကတော့2မိနစ်3ချီနဲ့တစ်ချီပြီးတိုင်းအနားယူချိန်10မိနစ်စီရပါမယ်။ဒါပေမဲ့ဘိန်းတက်ကရထိုင်းပေါ်မှာထိုင်ရင်ထိုးချရတာဖြစ်လို့ဥကောင်းအကာများပါးစပ်အကာများလက်ပတ်များနဲ့ပါဝင်ရှင်ပြန်ရပါရင်ဘိန်းတက်ကရထိုင်းမှာချွေးရင်ချက်ရှိမရှိဆိုတာကိုသေချာစစ်ဆေးကြပါရင် လက်ရှိမှာတော့ဒီပြိုင်ပွဲကိုအာကစားအဖွဲ့ချုပ်တွေစီကနေအသိမှန်ပြုခွင့်ရရှိနိုင်ဖို့အတွက်ဂျိုးပန်းနေရာဆဲဖြစ်တာကြောင့်ပွဲဖြစ်ဖို့အတွက်ဆိုရှယ်မီဒီယာနဲ့ပွဲလမ်းသဘင်များကနေတစဉ်အချင်းချင်းဆက်သွယ်မှုတွေပြုလုပ်ကြပြီးဒီပြိုင်ပွဲအတွက်တရားဝင်နိုင်ငံဒါမှမဟုတ်နိုင်ငံတကာအသင်းအဖွဲ့များမရှိသေးပါဘူးအခုဆိုရင် ABO ရဲ့ဂျိုးပန်းမှုတွေကြောင့်ဘိန်းတက်ကလထိုင်းလက်ဝဲကိုစိတ်ဝင်စားလာကြသူတွေတဖြည်းဖြည်းနဲ့များပြားလာခဲ့ပါပြီ ABO ကတော့ဘိန်းတက်ကလထိုင်းတက်ဝဲရဲ့ အဖွဲ့ချုပ်အနေနဲ့အစအစအရာရာကိုစီမံကိုကဲပေးနိုင်ဖို့ရည်မှန်းချက်နဲ့ရှေ့ဆက်နေပါတယ်။ ABW တရားဝင် Facebook စာမျက်နှာတစ်ခုလည်းရှိပါတယ်။သက်ဆိုင်ရာအကြောင်းအရာတွေနဲ့အဖြစ်အပျက်တွေနဲ့ဆိုင်တဲ့အချက်အလက်တွေကိုဒီစာမျက်နှာကနေတစင်အချင်းချုပ်ပြီးဖော်ပြပေးလေးရှိပါတယ်။ပတန်စွမ်းအောက်စားပြိုင်ပွဲများမှာဘေးကင်းရေးနဲ့စီးပင်းစည်းကမ်းများအတွက်တင်းကျပ်တဲ့စံနှုန်းသတ်မှတ်ချက်တွေရှိပါတယ်။ IBC ရဲ့အောက်စားဒါရိုက်တာပြုတဲ့ Chris Pan ရဲ့ဆိုရာ ABO အနေနဲ့ Beta Clatter လက်ဝေးအောက်စားရေးနဲ့ပတ်သက်လို့ရေးဆွဲထားတဲ့အစီအစဉ်တွေကိုသူတို့စီမှာရှင်းရှင်းလင်းလင်းနဲ့တင်ပြဖို့လိုပါမယ်။ နောက်ပြီးဒီကစားနည်းကိုတိုင်ကြီးလေးခုမှရှိတဲ့အ ਨੇ ဆုံးနိုင်ငံပေါင်း32နိုင်ငံပေါင်းကြဲကြဲပြက်ပြက်နဲ့ပြိုင်ပွဲတွေပုံမှန်ကျင်းပပေးနိုင်ရပါမယ်။ဒါဆိုရင်တော့မတန်ဆွမ်းပြိုင်ပွဲတွေမှာဒီကစားနည်းကိုထဲဖို့စဉ်းစားဆုံးဖြတ်ခွင့်ရရှိမယ်လို့ပြောထားပါတယ်။လက်ရှိမှာတော့ဒီကစားနည်းကို Great Brazil, America, Canada တို့အပါအဝင်နိုင်ငံပေါင်း16နိုင်ငံပေါင်းတွင်ကျဲစွာပွဲတွေကျင်းပနေပါတယ်။ဒါအပြင် ABO ဟာအင်္ဂလန်လက်ဝဲအဖွဲ့အချုပ်စီကနေပံ့ပိုးမှုတွေကိုလည်းရရှိထားပါတယ်။ဒါကြောင့် ABO ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဘိန်းတက်ကလတိုင်းလက်ဝဲဟာကမ္ဘာလုံးဆိုင်ရာအားကစားနည်းတစ်ခုဖြစ်လာဖို့မဝေးတော့ဘူးလို့ဆိုရတော့မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့ပါလဲအခက်စားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လာကြောင်းကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ